ပကံညာဦးမှာစစ်ဘုံနှကောင်ကိုပီရက်တွေကဖမ်းလိုက်မခန့်တာလေကျွန်တော်ပြောနေတယ်မင်းတို့တွေအမဲလိုက်ခံနေရပြီဆိုတာကိုမခန့်တာဒါပြင်မှာတရွှေလက်ထက်ကလို့ဇီဝရေးပိတ်ဆိုတာဒုမမှုပဲဆိုပြီးအကော်ဒီယံကြီး TV ဒီတချင်းကိုမြောက်ဦးတီညီမအထံတွေကလွှင့်တာမဖွင့်နိုင် မကြားတော့ မပွင့်လည်းမပွင့်နိုင်လောက်တော့ဘူးထင်တယ်။မုတ်ကုတ်ကို DNL ကထိန်းထားတယ်၊တပိတ်ကျေးကို MDY PDF မှာကင်ထားတယ်၊မကွေးရင်တန်ကြောတွေကို backup ဖရီထိန်းထားတယ်၊ကြောက်ဖြူကလည်း AA ကိုတိုက်။မော်ချီကလည်း KBN ကထိန်းထားတယ်၊မြေရှားကလည်း KIA နဲ့ဝါ။စီဝါရေးပိတ်ဆိုတာဒုမမှုဝေးဆိုတဲ့အကော်ရီယန်ကြီးနဲ့အမဒီဘောလို့မြောက်ဒီတော့မှမဖွင့်နိုင်တော့တဲ့စကားဆိုင်အချင်းကိုတစ်ချက်သုံးသက်ကြရမှာဖြစ်တယ်လို့ ဒီကနေ့မှာလဲ NUG MOD ကနေပြီးတော့တယံဇာတကလင်ကချစ်များကိုဝင်ရောက်ဖမ်းဆီးတယ်ဆိုတဲ့သတင်းတခုရှိနေပါတယ်နောက်တစ်ခုကပကံညောင်ဦးမှာ PDF တွေကဖမ်းလိုက်ပြီဒါပြင်ကိုလက်ရှိပလဲမှာဖြစ်နေတယ်နောက်ဆုံးချိန်တွေကိုကျွန်တော်ညပြချက်ပါတယ်ဆိုတော့ကဒီကနေ့ဒီကနေ့မှာတော့ပထမဦးစွာပြောပြချင်တာကပလဲကန်တောင်းတိုက်ပွဲဟာပြင်းပြင်းထန်ထန်ဖြစ်နေပါတယ် 两月内，许多话题发生之下，李总、李总啊，那边就可能适当热闹。那么，年拉做阿斗，李爷也有三月呢，捧场的吧嘞。阿里嘛，别了一把稳，大家跟别一不忘得罪，跟导演、跟我台部拼命的，就是阿李家吧嘞。大家我比你路路哈，跟到，实在不来，跟到，实在不来喽。今天趁着，嘿，追一下吧。 ကျွန်တော်တို့ PDF တော်လှန်ရေးတပ်ဖွဲ့တွေကအသက်ကိုဗရာဏမထားပဲစစ်ကောင်စီကိုလုံးဝအုပ်ချုပ်ခွင့်မပြုဘဲတရဇတ်တိုက်ယူနေကြပါတယ်တိုက်ယူနေကြပါတယ်ဒါပြင်မှာစကိုင်းနဲ့ပတ်သက်ပြီးတော့ဒီကနေ့ဆိုရင်အာယုံလဲ့တာလို့ပဲပြောရမယ်အခြေအနေတစ်ခုဖြစ်နေပါတယ်စကိုင်းအနောက်ချမ်းကိုအင်အားလေးရနေစစ်ကြောင်းထိုးလာပြီးတော့ပြည်သူ60ကျော်ကိုဖမ်းဆီးထားပါတယ် ညောင်ကုန်းတလုံးပြူကြွယ်လူရွာတောင်းမရွာစင်မြေရွာမအုပ်ရွာတာသွွန်ရွာကုန်းတန်းလေးရွာတွေကိုဖက်စစ်တပ်တွေပြန်ဆင်းနေပါတယ်မနေ့ကနေ့လေနှစ်နာရီခွဲထိတောင်းမရွာမှာစစ်တပ်ကဝိုင်းလာပါတယ်နောက်တော့အင်အားတရာကျော်တင်ကားတွေနဲ့ရောက်လာတာကိုဒေသခံတွေကကျွန်တော်တို့စီကိုတရင်ပေးပို့နေပါတယ်စကိုင်းမြို့ငါးရက်ကြီးဖျားအထိုင်မှာတမ3ဒုံပြည်သူစစ်တွေ ေါင်းပြီးတော့ညောင်ကိုရအကြောင်းတော်ကြီးကျွာအနောက်တာကြေးရတော့အင်အားထပ်တုံ250နဲ့လက်နက်တွေရန်တမ်းပစ်ခတ်ပြီးတော့ပြည်သူတွေကိုတစားကဖမ်းဆီးတပ်ဖြတ်မရင်းချင်းမှုတွေလှုပ်ဆောင်နေပါတယ်ညောင်ကိုရစတင်ကျောင်းမှာလက်နက်ကြီးတင်လာတယ်ကား6စီးကားလေး20စီးစကားအကြီး6စီးအင်အားက400နီးပါးလောက်လို့ရှိတယ်ထင်ပါတယ်အဲ့တော့မနေ့ကနေ့လေနှစ်နာရီလောက်ထိမှာတမ3အထိုင်နေရာကနေတရားကိုမမရှော့လိုက်ဒုံးနေတယ် ပြစ်ကတ်ဖိနေတယ်လို့သိရပြီးတလုံးပြူရဲကိုနောက်ဆုံးဝင်သွားပြီးအနောက်ခြံတဲကြီးရွာကိုဝင်ရောက်ငွေနောက်နေတယ်လို့ကျွန်တော်တို့သိရပါတယ်ဒါကစကိုင်းဂျီမာမင်ပလဲတိုက်ပွဲနဲ့စကိုင်းတိုင်းချစ်ချောင်းထိုးလာတဲ့အချိန်တွေပါပြည်သူ့ကော်မတီတက်တွေတိုင်းတက်ဖွဲ့တွေဟာနေမင်းသိပ်ပိုက်စုံမထင်းချုပ်နိုင်ရေးဗစ်တက်ကိုအုပ်ချုပ်ခွင့်မပြုရတဲ့ပြင်းပြင်းထန်ထန်တိုက်ပွဲဝင်နေမှုကိုပြည်သူတို့ကမျက်ခြေမပြတ်ကြည့်ရှုအားပေးကူညီပေးဖို့ လေးစားသောမေတ္တာရက်ခံလိုပါれဒီတချီအောင်နောက်ဆုံးယုံရမှာဖြစ်တယ်လို့ကျွန်တော်တို့ရဲ့အနာဂတ်ထွက်သက်လေဖြစ်ပါれဒီဒီပွဲမှာမနိုင်ရင်နောက်တစ်ခါဖတ်စစ်တက်ကိုရင်ဆိုင်နိုင်စွမ်းပြည်သူလူထုမှာမရှိတော့ဒီဒီပွဲမှာအာကုန်ယုံပြီးကျွန်တော်တို့အတကုန်တော့ရမှာမျိုးကျန်ရှင်ပြောရင်အဲ့တော့ဒီကနေ့မှာဖတ်စစ်တက်ကအမဲလိုက်ခံရပြီးစစ်ဘုံချုပ်တွေကြောချမ်းနေပြီးစစ်ဘုံချုပ်တွေ ကြီးလန့်စာစားနေရပြီစစ်သက်တိုင်းဝိုင်းတစ်ခုလုံးမှတ်ပုံနဲ့အစ်စ်နဲ့မသွားရတဲ့ဘူးလို့လူမျက်ကျော်ကလန်းကလာပြောတယ်အဲ့ဒီမှာလူမျက်ကျော်စကားနားမထောင်ဘဲမခံလေးစားလုပ်တဲ့မှတ်ပုံနဲ့အစ်စ်နဲ့သွားတဲ့နှစ်ကောင်ညီညီမျိုးဆွေနဲ့စိုးထွတ်ကြော်ညောင်ဦးချောက်ကလန်းပိုင်းမှာ PDF တီကဖန်စီထားလိုက်ပါတယ်အဲ့တော့ကိုပိုင်ကနဲ့ဟွန်းနေပြီးတော့ကြောက်ရင်နဲ့ကြောင်းပိုက်ကိုလာတဲ့ ပြန်နဝေရာရှိကြီးဘုံကြီးညီညီမျိုးဆွေဘုံကြီးစွတ်ထွတ်ကျော်၂ယောက်ဒီလူကဝေးတက်တွေကလမ်းပိုင်းလုံချိုကြီးစစ်နေတာဘလောက်ဆုံမတော့လဲဘလောက်ထိန်ချုပ်တာလဲဘလောက်နေမြေကိုပိုင်ဆိုးတာလဲဆိုတဲ့အချက်တွေကိုထပ်ပြောမယ်သူကကိုပိုင်ကားနဲ့လာတော့တားပြီးတော့စစ်စစ်ပြီးတော့မတ်ပုံတင်တောင်းကြည့်လိုက်တော့ပြန်နဝေရာရှိဘုံကြီးညီညီမျိုးတို့အပပပအဲ့တော့ဒီ ပကဘိုချိုအဖွဲ့နော်ဘိုချိုအဖွဲ့ညောင်ခေအိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့အဓာရီကနေပြီးတော့ဒီလမ်းမိုင်းတွေကိုစစ်ဆေးနေတဲ့အချိန်မှာတမ်းမိတာဖြစ်ပါတယ်တမ်းမိတော့ရိုးရိုးမမိဘူးကြောက်တာချီးပါထွက်တယ်ပစိုးထဲမှာချီးပါကြတယ်ဗျာဘလို့ဆိုးတဲ့ကောင်းနေလဲဆိုတာကဲကြအဲ့တော့မသိထိမ့်သိမှုကိုပကံဘိုချိုအဖွဲ့ကဆောင်ရွက်ထားတယ်လို့လည်းသိရပြီးဘိုဇီးတို့ဘာလို့လဲပါတယ်လို့သိရတယ်ဗျာနော် အဲဗကန်ညောင်ဦးအဖွဲ့ကြီးကတော့ကိုတကောက်မရောက်လိုက်လာတဲ့အချိန်မှာပြစ်ခတ်တိုက်ခိုက်နိုင်ဖို့အဲတူစာကဲဒီပါတယ်ပေါ့နော်သို့တော့အဲဒီကျွန်တော်မပြည့်စုံမှုအချို့အကြောင်းအရာတွေကြောင့်မဖြစ်ခဲ့ဘူးဗျာနောက်တစ်ခေါက်အဲ့တော့အဲ့ဒါလည်းအပြင်ကိုနောက်ထပ်ကျွန်တော်အလင်းပြချင်တဲ့တင်ကိုရှိနေပါတယ်ချိုထုံးအောင်လှုပ်ချင်မှုနဲ့ပတ်သက်ပြီးတော့ချိုထုံးအောင်ပြစ်ခတ်ပြစ်ဒဏ်ခတ်ရှင်းလိုက်တဲ့နဲ့ပတ်သက်ပြီးတော့မနေ့က စစ်တပ်ကသတင်းထုတ်ပြန်တယ်။ဗန်းစီရမိတယ်ဆိုတော့ဓာတ်ပုံတွေကိုတွေ့ရတယ်။အဲ့ဒီမှာဗတ်ဒီဘိန်းပုံတွေလည်းပါတယ်။ဒီဗန်းစီရမိတဲ့လူတွေရဲ့ပုံတွေပါတယ်။အဲ့ဒီမှာအဆိုးရွားဆုံးကတော့ရှောင်းနေသမီးတယောက်အမှုတွေဖြစ်ပါလာနေတာကိုတွေ့ရတယ်။ရှောင်းနေသမီးကတနက်ဖြစ်တတ်ပါမလားဗျာ။ဒါကိုကျွန်တော်လိုက်ပြီးတော့လေ့လာကြည့်တဲ့အချိန်မှာအကွက်တွေကတော့လှတယ်ဗျ။ဒါပေမဲ့ပွေးကွက်ကြီးဖြစ်နေတာကိုတွေ့ရတယ်။အဲ့တော့ ကျွန်တော်တို့ခင်ညွတ်လက်ထက်ကအကွက်တွေကိုကျွန်တော်တို့တက်ကြည့်အောင်ရကူမူလာကြီးဘုံပေါက်ပွဲတယ်ကန်တော်ကြီးသောင်းတကြံမတ်တဲ့လက်ပြပုံဖြစ်သွင်းခံရတယ်ဂျန်ရှိတ်တော်ဝင်စင်တာကုံတွေကြီးပူတာနာတပြိုင်နဲ့ပေါက်ပွဲတယ်အဲ့လိုပေါက်ပွဲမှုနဲ့ပတ်သက်ပြီးစစ်တပ်ထောင်လိုင်းကြီးကချက်ချင်းဖမ်းဆီးခဲ့နိုင်တယ်အကွက်ပွေးကွက်ကြီးဒီရဲကလုပ်တဲ့တရင်းစာရှင်းပွဲကိုကျွန်တော်တို့ကြည့်ကြည့်တဲ့အခါကျတော့အမ်ဓာတ်ပုံတွေရအောင်ဆုံးချိတ်အဲဒီပေါ့ဆော့ပိန်နေရေးပေါ့ဗျာ တပုန်နေနဲ့ပတ်သက်ရတော့အမှုတွေနဲ့ဆက်ဆက်ပါပါ냐နီဖြောင်းချက်တွေပါတွေပေါ့ဇလန်အစလဲအဆုံးဇက်ဆုံးခင်းပြတာခင်ဗျားတို့မြင်မှုကြလိမ့်မယ်အဲ့တော့လူတွေကပြည်သူလူထုကဂျင်းနဲ့တညာကောင်းကောင်းသိနေပြီဆိုတော့ကျွန်တော်ယုံကြည်ပါတယ်ဆိုတော့ကထောင်းလိုက်ကပြဿနာတစ်ခုဖြစ်တိုင်းဖြစ်တိုင်း၃ရက်လောက်ဆိုတရားခံတန်းပြီလေ ဘယ်ဟုတ်မလဲနောက်တော့မှပြန်လေ့လာကြည့်တဲ့အခါကျမှတော့ထောင်ထဲမှာပြစ်မှုနဲ့ဒိမ့်သိမ်းထားတဲ့ကပိုင်းလိုက်တွေတခိုးချမိုးတွေကိုအုပ်စုခွဲလက်တိတ်ခတ်ဓာတ်ပုံတွေရိုက်ဇလန်းစင်ထိုးဆက်ခင်းရှင်သိမ့်တုံရုပ်ရှင်ကရိုက်ပြတာပြို့ပြည်တွင်းကလူတွေယုံနာမယုံနာဂေယုမဆိုင်ဘူးဒီကောင်လေးနိုင်ငံတကာကိုနိုင်ငံတကာကိုလိန်ညာဖို့အတွက်ဒီလူတွေလုတ်ခဲတာနော်အဲ့တော့စစ်တော်ကြီးမှာအဖမ်းခံရတဲ့ကိစ္စ စင်ကြောကြီးမှာမတရားပါးကြီးခံရတဲ့လူတွေဒီတိုင်းပဲသူတို့တင်ထားတဲ့တိုင်းတူတူတိတ်ထွက်ဆိုချက်ကိုမရမချင်းမျက်နှာကိုအဝိနဲ့နဲ့အုပ်ပြီးလက်သီးနဲ့တို့နမတုံနဲ့ရိုက်ဂျွေးနေပြူနဲ့ပတ်လက်သေးကုန်ကိုချုပ်ဖတ်စစ်တဆိုးတဲ့နှိပ်စက်မှုမျိုးစုံနဲ့နှိပ်စက်ပြီးသူတို့ပြောတဲ့အတိုင်းသူတို့တင်နေတဲ့အတိုင်းပြောမှအရက်ရက်တယ်ဆိုတော့ကခံစားကြည့်ကြပါဦးဗျာ တန်လျင်နဲ့ချက်ဆက်ယုံကိစ္စလေးထပ်ပြောခြင်းသေးတယ်။အဲ့ဒီဘုံပေါက်ကွယ်မှုဖြစ်တယ်။မင်္ဂလာတောင်ညွတ်ပြုတ်နေတဲ့လူငယ်တဦးဖန်ထဲလိုက်တယ်။နောက်တော့မာနေတယ်။သူလုပ်တာမဟုတ်ဘူး။ဒီအကွက်တည်းဟာအိမ်ပြန်ရောက်တော့ကွယ်လွန်သွားခဲ့ရရှာတယ်။နာမည်တော့ကျွန်တော်မပြောတော့ဘူး။အဲ့တော့စစ်တပ်ကတော့မှစာတင်နေတဲ့ဘုံကျော်ဟော မြောက်မရဲ့အနီးကပ် viewer အကြံပေးလို့ပြောလို့ရတဲ့ကောင်ဟမ်ချိန်လိုက်ချိန်လိုက်တဲ့ရဲဘော်တွေကလွတ်မြောက်နေပြီလွတ်မြောက်ဒေတာတွေမှာနောက်ထပ် mission တွေအလီလီဆွဲဖို့တရားကုန်ရွှေ့တုံးနဲ့ point fight တွေဝယ်ပြီးပြန်အောင်ဆင်းလာတော့မလားဟွန်းဘေးနားမှာဖြစ်နိုင်ရင်ထိုင်ခေါ်ပြထားခြင်းတာဗီမဲ့စစ်တပ်ကတော့ဖမ်းမိတယ်ဆိုပြီးထုတ်ပြန်ပါတယ်အဲ့တော့ထုတ်ပြန်မှုနဲ့ပတ်သက်ပြီးကျွန်တော်တေချာလေးရှင်းပြမယ် နော် CCTV ကနေထုတ်ပြန်လိုက်တဲ့ဗတိဘိန်းကိုစပြောကြရအောင်ဗတိဘိန်းမှာဗတိသုံးလုံးတဲ့အဖြူရောင်စပိန်ပြရတယ် CCTV မှာမြင်ရတာကဗတိနှလုံးတက်ထားတဲ့ငွေရောင်စပိန်နောက်ပြီးတော့ TV မှာတိတ်ဆဲရမိတယ်ဆိုတဲ့တနက်ကိုထုတ်ပြတယ်ကော်စီထဲတဲ့ကလေးဆိုတဲ့တနက်ဖြစ်နေတယ် ဒါပေမဲ့ချုံတော့အောင်တန်ရာကတော့ကော်စီတန်ရာမဟုတ်ဘူးအသက်၆နှစ်ရွယ်ကလေးကိုမတရားဖမ်းဆီးတဲ့ကိစ္စလုံးဝမဖြစ်တဲ့နယ်ကိစ္စအဲ့တော့ခမရတို့စစ်တပ်ဟာ၆နှစ်ရွယ်ကလေးလေးပါဝင်ပတ်သက်နေပါတယ်ဆိုတော့ကော်စီတနတ်သုံးပြီးချုံတော့အောင်ကိုပြစ်ခတ်ခဲ့တာလားယုတ်တိရှိသလားစစ်တပ်ကောင်တွေဒီဗီဒီယိုကိုကြည့်တယ်ဆိုရင်စာရဖားတွေဒီဗီဒီယိုကိုကြည့်တယ်ဆိုရင်မင်းအွန်လိုင်းကိုအဲ့တိုင်းပြန်ပြောလိုက်မင်းတို့ရိုက်ပြတဲ့တနတ်ကကော်စီတနတ်ကြီး ပရိဘိန်းကပရိနှလုံးတက်ငွေအောင်ဘိန်းအဖြူမဟုတ်ဘူးသုံးလုံးတက်မဟုတ်ဘူးအသက်6နှစ်ရဲ့ကလေးကိုဘလို့အမှုတွေတဲ့ထဲ့တာတော့ဝိနိမိတာကိုဆရာတော်ဘုရားကြီးတုန်းကလည်း PDF တွေပြည့်တယ်ဆိုပြီးစောက်ချက်မရှိ TV တွေကထလိုက်နေမြောက်ဝိညမတန်ကနောက်တော့ဘလောင်းမလဲဒရိုင်ဘာကထပ်ပြီးထွက်ဆိုနေနောက်တော့ကန်သုံးသိဆရာတော်ကပြောတော့စောက်ချက်ပြီးမြန်မြန်ပွဲကြသေးတယ်မလားစစ်တပ်မင်းတို့ကိုပြည်သူကတစက်မှမယုံဘူး လက်ရှိချိုတွန်းအောင်ဖမ်းဆီးချိုချိုတွန်းအောင်ကိုပြစ်ခတ်လိုက်တဲ့ကိစ္စနဲ့ဖမ်းဆီးခံရတယ်ဆိုတော့လူတွေတယောက်မှမဟုတ်ပါဘူးမစ်ရှင်ကစားတဲ့ရဲဘော်တွေ complete ပါတယ်စစ်ထားပါတယ်အလုံးအစင်ပြေပါတယ်တတ်ပါရရပါပဲတရားဝင်ကျင်ရပါတယ်နော်အဲ့တော့ဒီအချိန်နဲ့အတူကျွန်တော်အစတည်းကပြောခဲ့တယ်လို့ဗာလဲစီဝါရေးပိတ်ဆိုတာတော့မမှုပဲဆိုတဲ့ကိစ္စ article 33 ကျွန်တော်မနေ့ကလည်းပြောပါတယ်ထပ်ပြီးသတိပေးပါမယ်ငွေကြေးငွေစည်းတွေကြာပါမယ်ငွေကြေးဖောက်ပွားပါမယ်စိတ်ရောလုံးရုံတွေပိတ်ပါလိမ့်မယ်အလုံးလက်မဲ့တွေဖြစ်ပါလိမ့်မယ်တော်မီလောင်ရင်တောကြောင်တွေလာခပေါင်းခတ်ပါလိမ့်မယ်လုံခြုံမှုတရားတွေစုံမှုအင်တန်ရော်ရဲသွားပါလိမ့်မယ်အဲဒုက္ခတွေဝိုင်းရရှိသောနိုင်ငံကိုမြန်မာပြည်ခေါ်သည်လို့ပဲဆိုရမလားကျွန်တော်တို့စစ် စစ်မျိုးဆက်အဆက်မပြတ်မချင်းဗမာပြည်ကတော့ဒီဒုက္ခတွေပင်လေဝင်နေကြရအောင်ပါပဲအဲ့တော့စစ်တပ်ကိုကြိုက်ပါတယ်ထောက်ခံပါတယ်စစ်တပ်ကိုဟိုဘယ်လိုကောင်းလဲအဲဂျိစားပါတယ်ကြီးညိုပါတယ်ဥချပါတယ်ဘောမပါတယ်ဆိုတဲ့လူတွေများဆက်မနိုင်ပါတယ်မကြခင်မှာဗမာပြည်ကဆိုရင်အကြမ်းဖက်ရာဇဝတ်မှုတွေလုပ်နေတဲ့နိုင်ငံတွေရဲ့တံတန်းစားတဲ့လူတတ်မှတ်ခံရတဲ့ဗီဇာပိတ်သိမ်းမှုကိုလည်းအမေရိကန်ကစတင်လိုက်ပါပြီ နောက်ဆိုရင်မကြခင်မှာအိန္ဒိယပိတ်မယ်ဂျပန်မယ်ဗီဇာတွေပိတ်တာတွေအများကြီးဖြစ်လာဖို့မှာဗမာပတ်စပို့အနေနဲ့ဆိုရင်မင်းတို့တကူချဖို့ပဲလို့တတ်မှတ်ခံရတဲ့နိုင်ငံအဖြစ်ကိုရောက်နေကြပြီကွာအခုရမရောင်ရစီလူဝတ်တောက်တွေထဖမ်းပါလေဖမ်းအမှဖမ်းတော့ဘီရီတွေ PC တွေ DGB တွေကားတွေမင်းတို့ဖမ်းရဲ့လို့လားဟမ်နောက်ပြီးသတင်းတစ်ခုထပ်ပေးလိုက်အောင်မေ ။အေယာဝီတိုင်းရဲတပ်ဖွဲ့ရအကောင်ကြီးတိုင်းယုံကရဲမှုချစ်ဆန်းအောင်မြားကြီးကိုလူရဲမှုအောင်နိုင်မှုလိုင်စင်ကမဲ့ကအယောင်းွယ်လုပ်နေတာ။ဖမ်းရတာ။ရဲမှုအောင်နိုင်ဆိုးအင်းစိတ်မြုံနေမှုဘွား။နော်။ဒီတော်လိုင်းသမားတွေကိုဆန္ဒပြတဲ့တော်လိုင်းသမားတွေကိုရိုက်နှက်လို့ရဲမှုရာလူတိုးပေးခဲ့ရပြီး air air တိုင်းကိုပြောင်းသွားတယ်။နောက်တော့လိုင်စင်မဲ့ကားရောင်းနေလို့လေကြားကြားဖြတ်လောက်ကစားလိုင်းကြီးတွေကောက်တယ်တရားမှုဝင်လုပ်ငန်းတွေအားလုံးလုပ်တယ်ချမ်းသာကြွယ်ဝလာတယ် ူရဲမှုချစ်ဆန်းမှောင်လိုင်စင်မဲ့ကားတွေအယောင်းဝင်ရခိုင်ပြည်နယ်ကိုပါကုန်စီတင်ဖို့ရောင်းချနေနော်အဲ့တော့ပိုင်ဆိုင်မှုတွေမနေဘူးအေရီမှာလက်ဆောင်ထက်ဆိုအောင်နိုင်မှုနဲ့ချစ်ဆန်းမှောင်ရေနနာစစ်စီဖိတ်လို့ခင်မျိုးတို့ကိုကဲကြည့်ကြရတယ်လိုင်စင်မဲ့ကားတွေရောင်းဝင်လုပ်တယ်ဖမ်းရလား online မိုးဆိုတဲ့ရေမှု online မိုးကရွှေစင်လာမင်းစီတိုင်းလင်းလင်းဆိုင်ကရောင်းဝယ်ရေးဆိုင်ပြီးပိုင် ဲ့လင်းလင်းရောင်ဝယ်ဆိုင်ကရောင်ဝယ်ကြီးဆိုင်မှာဝတ်တောက်တည်ဖန်ရည်လာနော်အဲ့တော့ခိုးရပါတခိုးပိနေလည်းရှိသေးတယ်ရန်ကုန်ကဆိုင်ကစီး40ကျော်လင်းလင်းအဲ့ဒီဆိုင်ကရောင်ဝယ်ရေးရေးမှုအောင်နိုင်မှုပိုင်နဲ့ဆိုင်ကဆိုင်မှာဂွင်းဆက်မိပြီးဖန်စီနိုင်တယ်တစည်းကို350ပေးပြီး70စီးကျော်ကြီးပေးလိုက်ရတယ်တိလားအဲ့တော့နောက်တစ်ခုကနာ ယခဒုတိယရေမှုလှတော့လိုင်စင်မဲ့ကားရောင်းမှုတွေလှုပ်နေတယ်မင်းတို့ဖမ်းရတာလာတော့ရေမှုလာတော့ ਨੇ ပတ်သက်တဲ့ကားများကတော့တတရရပဲစီးနေတယ်ကိုကြီးညီလေးခံထားတယ်ပေါ့နေပြီးတော့နာယခထောက်ဖို့တက်ကတာဝန်ခံဒူရေမှုလာမင်းတောင်းကတော့ကျောင်းဆရာမကိုရိုက်လိုင်စင်မဲ့ကားစီးနေတာကွာဖမ်းရလာရောက်မင်းရောက်လာရေယုံတို့ကဆိုတော့မဖမ်းရကြဘူး ။နာယကထပ်ဖို့ရဲတပ်ဖွဲ့ကတတ်သားတော်လိုက်စင်မဲကစီးတာကွာ။ကဲ။လိုက်စင်မဲကတိတ်တော့သူတို့ဒီတနေရာမှာဖွက်ထားကြတော့မင်းအောင်လိုက်။မင်းဟာစိတ်ကြစားကြယောင်ချောက်ချားတယောက်ပါ။စစ်နိုင်မို့တော့မမြော်နိုင်ပါနဲ့။ဆိုတော့လက်ရှိတည်င်းတွေကတော့ဒါတွေဖြစ်ပြီးနောက်ထပ် update တည်င်းတစ်ခုအနေနဲ့ဒီကနေ့ ် MOD ကဖမ်းဆီးလိုက်တဲ့တယံဇာတကိစ္စလေးကျွန်တော်ပြောပြချင်ပါသေးတယ်ဒီနေ့ MOD ဟာတယံဇာတအထူးဖွဲ့ဆိုတဲ့အဖွဲ့တစ်ဖွဲ့ကိုဖမ်းဆီးလိုက်ပါတယ်ဖမ်းဆီးမှုနဲ့ပတ်သက်ပြီးသတင်းတွေမှာလည်းအဲအားလုံးတချို့တွေတွေ့ပြီးသားဖြစ်ပါလိမ့်ဗမောက်အထူးတယံဇာတတပ်ဖွဲ့တဲ့ဘသူကတာဝန်ပေးတာလဲတော်ဝင်ပေးတဲ့လူကဖမ်းရမှာဖြစ်ပါတယ်။စကိုင်းတဲ့ဗမောင်းမျိုးနဲ့ပြည်တော်စုအထူးတန်ရန်ဇာတအဖွဲ့ဟာ င်ကြီးကြပြီးခိုးနေတယ်။အမိုဒီကစင်ဖန်းနေလို့ပြောတယ်။လက်နက်တွေဝယ်ယူစုဆောင်ထားတယ်။တစင်ထောင်ကျင်လို့ပြောတယ်။တစင်မထောင်မဲ့ပေါင်းစားနေဖမ်းမှာမဟုတ်ဘူး။နော်။ကျန်နေဖမ်းရမယ်ပကပပါလာပါပါဖာစင်းနေအဓိကတော့ပကပစင်းနေကျွန်တော်ခင်ဗျားတို့ပြောဦးမယ်စင်ဖမ်းတဲ့ MOD အဖွဲ့ကိုပြောတာအဲ့တော့တရားဝင်ရှေလုတ်ကတ်တွေရှိတယ်ငွေတွေအလွဲသုံးသောက်လောက်တယ်ခိုးတယ်ဖားချတယ်အရက်တောက်တယ် တယံဇာတာဝင်ကြီးဆိုတဲ့လူဘာသာမှအခုဒီမထွက်ပါလားနော်အဲ့ဒီတယံဇာတာဝင်ကြီးကိုဘသူတာဝန်ခံပြီးအဲ့ဝင်ကြီးဌာနကိုဖွဲ့ပေးတာလေတာဝန်မရှိကြဘူးလားနော်အဲ့တော့ဗမောက်အထူးဖွဲ့ကအဲ့တပ်ပါတီထောင်ပြီးအာနာဖီဆန်တဲ့ပုံစံအဲအာနာမဖီဆန်ရင်မဖမ်းပါဘူးအာနာဖီဆန်လို့ဖမ်းတယ်အဲ့တော့အာနာဆိုတာဘာလဲဆိုတဲ့ကိစ္စတွေအများကြီးကျွန်တော်တို့ စကားပြောကြအောင်မှာဖြစ်ပါတယ်။နောက်လည်းပတ်သက်ပြီးလက်ရှိမြေပြင်အခြေအနေတွေကိုတစ်ခိုးထုတ်တာတွေဝါတာဂိတ်ကောက်တာတွေစစ်နယ်လမှာတပေသုံးပေတဂိတ်ဖြစ်နေတာတွေပြည်သူလူထုပေါ်ချိန်ချောက်ဟိန်းဟောက်နေရတွေဒါတွေကိုပေးပို့ကြပါဖွင့်ထုတ်ကြပါပေါ်ထုတ်ကြပါအင်းတော့ကတာတိကြနော်အဲ့တော့ ဒါတွေကိုတအန်ယူဂျီကထိမ့်သိမ်းထားတဲ့မြို့မင်းတွေအဲ့တော့ဗမောက်မှာတင်ဇာတ်စီမံခန့်ဝိုင်းနဲ့ပတ်သက်ပြီးအန်ယူဂျီအစိုးရတင်ဇာတ်နဲ့တဘောပတ်ဝန်းကျင်ထိမ့်သိမ်းမှုကြီးဌာနကဆက်လက်ဆောင်ပြနေတယ်ဥအားကာလို့သိရတဲ့အထူးအဖွဲ့ဖန်စီတာကြောင့်အတီးပြုတ်တယ်လို့ကြားသိရပါတယ်အဲ့တော့ရွှေလူးနေကပတ်စံလေးကျွန်တော်တို့ပါလေအလောင်းတော်ကတ္တဘဂျိုးဝိုင်းတွေကတစ်တွေ့ ဆန်ရင်းကိုနာနာဖုတ်နေတာကိုဖောင်းထုတ်တယ်လို့ထင်ရင်လည်းထင်နိုင်ပါတယ်။လောက်ကန်ဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီးကတောင်းကနေနဲ့ဖေဖော်ပြဖြစ်နေတဲ့အခြေအနေကိုမရက်မတန့်နိုင်ခြင်းအထွေထွေထိုးစစ်ဆိုတဲ့စကားကိုဗဇက်ကပြောဖို့မသိပါဘူး။ပြည်သူကိုနောက်ထပ်နောက်ထပ်မျှော်လင့်ချက်အများကြီးမပေးပါဘူး။တကယ်စစ်စင်ခြင်းချင်းတကယ်စစ်တပ်ဖွဲ့ကြီးစစ်တပ်နဲ့တူအောင်ဖွဲ့ရပါမယ်အခုဒီအမှုရိယဝတိုင်းတပ်ဖွဲ့တွေအလုံးအလူခံပြီးစစ်တိုက်နေရတော့ အလူကံပြီးဓမင်းစာနေရတော့ဒီနေ့ဖန်တဲ့နေရာမှာတိမ့်တောင်းကြည့်ပါတယ်ရွှေအတုံးလိုက်ပြီးပါတယ်ဒီလိုပတ်စံတွေဟာတကယ်စစ်မြေပြင်စစ်တိုက်နေတဲ့တိုင်ရင်တပ်ဖွဲ့တွေစီဘာလို့မလျှောက်တာပါဘယ်နေရာဒီမှာလက်ဟာနေတယ်ဘသူတွေကိုကြိုးရှာနေတယ်ဒီတော်လည်းကြီးခေါင်းစင်အောင်ကဘန်းပြပြီးဘဲကောင်းပြီးတထေးဖြစ်နေတယ်ဒါဆိုရင်တော့တခိုးတွေပါပဲလို့ပြောရင်ဒီညတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါ